အရင်အပြင်နဲ့မေကိုပြောချင်တာလေဒီလားတကူကူဆိုလို့ရှိရင်လာလာပြီးတော့မပြောပါနဲ့လို့သူများနိုင်ငံမှာတယောက်တည်းနေရကိုယ့်ကိုယ်မစိတ်ဆင်းရဲတာလေအများကြီးပဲအရင်အပြင်နဲ့မေကိုပြောချင်တာလေဒီလားတကူကူဆိုလို့ရှိရင်လာလာပြီးတော့မပြောပါနဲ့လို့သူများနိုင်ငံမှာတယောက်တည်းနေရကိုယ့်ကိုယ်မစိတ်ဆင်းရဲတာလေအများကြီးပဲမိဟောက်ကကြတော့အလုံးမှလည်းအစင်မပြေဟာနဲ့တကူကူဆိုလို့ရှိရင်ကိုယ့်မှလည်းကိုယ့်စိတ်ဆင်းရဲဆင်းရဲဆရာနဲ့ကိုရှိတယ်လို့ဒီလား အခုလည်းဒီအောင်နေလေကင်းတော့အလုံးမပုံချက်လာပြီးတော့ကြာတယ်သူတမီးငယ်ဟိုးတဲ့စိတ်ချမ်းသာအောင်ထားလိုက်ပါစိတ်ချမ်းသာအောင်ထားလိုက်ပါလားဆိုတော့လေငါးစိတ်စိတ်ရအောင်လုံးညာလားဆိုတော့လည်းမဟုတ်ဘူးသူတို့လူလေးသေးသမီးရှိကိုအကောင်လုံးပေးနေတယ်ကို့မှလည်းကို့ကိုအဆင်မပြေတာလေအများကြီးပဲရှိတယ်ဒါမလို့မိဘစိတ်စိတ်ရမှာဆိုလို့ဆိုပြီးတော့မပြောနဲ့ကို့ကိုတယောက်တည်းချိန်ဖြေချင်းခဲ့ရတဲ့အရာလေးဆိုတော့လည်းအများကြီးပဲအခုလည်းအလောက်ကအဆင်မပြေလို့ပြောင်းကျင်တာတော့မဩငါအလောက်ပြောင်းလိုက်လို့ရှိရင် <laughs> ။အော်သူတို့ကက်ခဲသွားပါလိမ့်မယ်။တကူးဆိုလို့ရှိရင်အစမပြေဖြစ်သွားပါလိမ့်မယ်။အငငယ်မကလည်းသူစူးစမ်းနေရပန်းနဲ့မရောက်သေးဘူးဆိုတဲ့စိတ်နဲ့ကို့မလေးကိုလုံးကျင်တာလည်းဘာမှမလုပ်ဘူး။ကျွန်မရောက်တာဆိုလို့ရှိရင်လည်း၃နှစ်ကြီးပြီ။အဲ့၃နှစ်လည်းကို့မလေးသူများရဲ့လိုအိုက်ဖုန်းခိုင်းကျင်တယ်လေ။ဝယ်မလို့ဝယ်မလို့လည်းနှစ်တိုင်းပဲ။တကားမှသူတို့လိုအပ်တာလေးလိုက်ပြင်စင်းနေတယ်မဝယ်ရဘူး။အဲ့လိုကြည့်ကြည့်လုံးမရဘူးလေအဖေမေဖြစ်တဲ့လူကမိဘဖြစ်တဲ့လူကဘာပြောရဲမှန်းလဲဟာတဲ့ အမေတကူပုံပြောလို့ရှိရင်အမေအမေဟင်းလေးပါလေဟင်းကောင်းလေးပါလေချက်စာအသားလေးပါလေဝယ်စားအသီးနှံလေးဝယ်စားလို့ပြောလို့ရှိရင်ပစ္စည်းရှိမှဝယ်စားလို့ရမှာပါအမေသမီးလွှဲနေရပစ္စည်းအမေတို့သမီးစားဖို့တော့မလိုဘူးလားသမီးဟောကျွေးပြင်းစရာရှိနေလို့ဆိုလို့ရှိရင်လက်ခံလို့ရတယ် နာသမီးစိတ်ချမ်းသာအောင်လေးတော့ပြောကြပါဘူး။ကိုကောမအခုဆိုလို့ချင်းစိတ်ချင်းရစရာတွေအများကြီးပါဆိုနေအမေတို့ကစိတ်ချင်းအဲ့လိုတက်ပြီးတော့အဲ့လိုလာပြောသမီးခဏရင်မရှိဘူး။ယူချင်နေပြီသီလားကိုကူကိုတကတလေဘလို့သက်သေးဖို့ဒီစမ်းလဲစွာမေးလို့မသိဘူးသမီးပါလဲသမီးဒုက္ခရနေအများကြီးမင်းရဲ့သမီးရဲ့ကိုလို့မင်းတို့တော့ကိုကြည့်မရအများကြီးပဲဟုတ်သမီးရောချက်သမီးတော့ကိုမကြည့်ဘူးတကူပါ မောတာသမီးစိတ်ချမ်းသာလို့ပြောအမေဖြစ်တဲ့လူကလည်းမူးလာပြီဆိုဘာပြောလို့ဆိုနင်းလွယ်တဲ့ပတ်စံတော့ကတော့ငါလက်ပြောက်တစ်ချက်တီးလိုက်လို့ရှိရင်လက်ပြောက်တစ်ချက်တီးလို့ရရင်လည်းသမီးကိုလာပြီးတော့စကားကိုပြောမြော်နေတားလိုက်တော့တာသမီးပြကပါဆိုလို့လိုက်တော့ဗျာမိဘအတွက်ပြန်ကြည့်ရတာသမီးဆိုလို့ရှင်အဲ့လိုမျိုးပဲမိဘအတွက်ပြန်မကြည့်ရတာသမီးတွေကြာဘယ်မိဘမှအဲ့လိုစကားမျိုးမတွေ့ကိုယ်ကမှဒီမှာဒုက္ခတွေဘယ်လောက်ရောက်နေလဲဆိုတာအမေတို့မသိဘူးကိုယ်မှလည်းကိုယ်ဒုက္ခနဲ့ကိုရှိတယ်အဲ့ဒါအမေတို့က အဲ့လိုမျိုးပြောလို့ရှိရင်တပြီးပါဘလို့မစိတ်ကအဆင်မပြေဘူးအလုပ်တည်းလည်းအဆင်မပြေဘူးဘယ်မှာအဆင်မပြေဘူးဘာလို့လိုလိုမမသိဘူးတက်တည်ခြင်းနေတေဝကကျတော့မအိုင်ပြီပါဒီဝန်းနေပါလေလာမလုံးနဲ့မေရောပြောကောင်းလို့မနေ့ကငိုတဲ့ကောင်မလေးလာတဲ့ကွန်မန့်လာလာမန်းကြလို့ပေါ့နော်ဗီဒီယိုအဖြတ်လိုက်တဲ့အခါကျတော့ပြီးတော့ဘာလို့ဖြတ်လိုက်တာလဲဆိုတော့ဒီ ဟိုကိုတင်လိုက်တဲ့ဗီဒီယိုကပေါ့နော်ကိုမိဘတွေကိုဟိုလူများတွေကမကောင်းဖြစ်စေတဲ့ဘာညာအဲ့လိုလာပြီးတော့အဲ့လိုပြောကြရလူလည်းရှိတယ်ပေါ့နော်အဲ့လိုပြောလို့မလို့ဆိုပြီးတော့အော်အေးမကောင်းပါပေါ့နော်ဟိုဆိုပြီးတော့ဖျက်လိုက်တာပြီးတော့ဒီအဲ့လိုအပိစကားလာပြောတဲ့လူတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ ဟိုမင်းကတော့တကယ်လဲစိတ်ကမနေနိုင်တော့ဘူးပေါ့နော်အဲ့ဒီခံစားချက်ကတည့်ရက်ထဲလည်းမဟုတ်တော့ဘူးတပတ်ကြုံနေပြီပေါ့နော်အရင်ရက်တည်းကလည်းအရင်နှစ်ရက်သုံးရက်ကြော်ကလည်းအိမ်ကဖုန်းဆက်လာပြီးတော့ဒီကိစ္စကိုပြောပြပေါ့နော်ခိစားကြီးကြီးမားမားလားဆိုတော့လေမဟုတ်ဘူးအဲဒီစီပေါ်ရေးကိစ္စလားလူမွေးရေးကိစ္စလားအဲဒီကျန်းမာရေးကိစ္စလားဆိုတော့လေမဟုတ်ဘူးပေါ့နော်အိမ်မှာအဲ့ဒါတွေအကုန်ဆင်ပြေပေါ့နော် အစင်မပြေတာဒီဟိုမိသားစုကြားထဲမှာစကားအထင်ငော့လေးပေါ့နော်အဲ့လိုမျိုးစကားအထင်ငော့လေးပဲအဲ့လိုအလှလောက်ကလေးကိုပဲကိုယ်လာပြီးတော့ပြဿနာလုပ်ပြီးသူတို့ပြောပြနေတဲ့ခါကျတော့သူတို့ကမိသားစုလက်ရှိရဲ့ရှိရဖြစ်တဲ့အတွက်ကြောင့်အရင်လူတွေကပြောပြီးပြီးသွားတယ်ဆိုပေမဲ့ကိုကတယောက်တည်းရှိနေရဖြစ်တဲ့အတွက်ကြောင့်အော်အရင်လူတွေတရားအစင်မပြေဘူးလားဟောအစင်မပြေဘူးလားအဲ့လိုသူတို့အစင်မပြေရတိတိလေးပဲလာပြောနေငါ့မှာတော့နေလည်းမကောင်း နေလည်းမကောင်းဘူးပေါ့နော်။တခြားအဆင်မပြေတဲ့အလုပ်ကိစ္စအဆင်မပြေရှိရတယ်။တခြားကိစ္စအဲ့လိုအဆင်မပြေတာတွေရှိရပေါ့နော်။အဲ့လိုအဆင်မပြေတာတွေအများကြီးတောင်မှသူတို့ကမပြောဘဲနဲ့ငါ့မှာမျိုးသိထားတယ်။သူတို့အဆင်မပြေတာဟိုပဲလာပြောနေကြရဲလို့တွေးတယ်။အဲ့လိုတွေးတဲ့အချိန်မှလည်းပြီးတော့ဟိုအမေကပြောလိုက်တာညီမဖြစ်တဲ့လူစိတ်ချမ်းသာအောင်ထားပါပေါ့အမေကအဲ့လိုမျိုးပြောလိုက်တာ။အမေကအဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှသမီးကဒီချက်ပို့ပြီးတော့ဗာစိတ်ချမ်းသာအောင်ထားပေးအောင်မှလဲလို့ဒီချက်စိတ်ချမ်းသာအောင် ဘယ်လိုလုပ်ပြအောင်မှာလဲပေါ့နော်သူတို့လိုအပ်သမျှအကုန်ဖြည့်ဆည်းပေးနေရတာပဲပေါ့နော်အဲ့ဒါကိုဒီထက်ဟိုစိတ်ချမ်းသာအောင်ထားရမယ်ဆိုလို့ရှိရင်ဘယ်လိုထားပြရမှာလဲတမိမြန်မာနိုင်ငံပြန်လာမှာလဲဘယ်လိုလုပ်ရမှာလဲတမိလဲစိတ်တူတော့အဲ့လိုမျိုးပြောလိုက်တာပေါ့နော်အဲဟိုကိုကဘာလုပ်ပြပြီးအဲ့လိုမျိုးဟို သူတို့ကတည်မလားသူတို့ကိုစိတ်ချမ်းသာအောင်ထားဆိုအော်သူတို့ကိုတော့စိတ်ချမ်းသာအောင်ထားမယ်ကိုကြောင့်ပြဿနာဖြစ်နေရလားဆိုတော့လေဒီပြဿနာမဟုတ်ဘူးသူတို့မိသားစုချင်းချင်းဒီတိုင်းစကားကထောက်ကဆဖြစ်တာလေးကိုပဲလာပြောပြပြီးတော့အဲငယ်မအစိမ်းချမ်းသာဖြစ်သွားတယ်ပေါ့နော်သူ့ကိုစိတ်ချမ်းသာအောင်ထားလိုက်ပါဆိုတော့ကိုကြောင့်ဖြစ်တာလည်းမဟုတ်ဘူးနဲ့ကိုကဘလို့စိတ်ချမ်းသာအောင်ထားရမှာလဲဆိုပြီးတော့စိတ်ကတူသွားကိုကကိုတော့မှစိတ်စိတ်ဆင်းရဲနေရတာပေါ့နော်နေရလည်းမကောင်းဘူးပေါ့နော်အဲ့တော့အလုပ်ထဲမှာလည်းဖြစ်တဲ့အခါကျတော့ အနေမကောင်းတဲ့အတိုင်းတောင်မှလှုပ်ဆင်းနေရတယ်ဆိုအဲ့ဒါကြီးလဲပါတာပေါ့နော်အဲ့နဲ့အမေကပြောလိုက်တဲ့အချိန်မှာစိတ်ကအရန်တိုသွားတာပေါ့နော်တိုသွားပြီးတော့ခါကျတော့အမေကိုအော်လိုက်တာပေါ့အော်လိုက်ပြီးတော့ခါကျဒီမှာတော့တီလောင်ဆင်းညစ်နေတဲ့အချိန်လေးရှိရဲအဲ့ဒါကိုတော့မှအမေတို့မပြောပြဘဲနဲ့ကိုယ့်ကိုတယောက်တည်းချိတ်မိပြီးနေခဲ့ပါဘောနော်အမေတို့ကကြတော့ဗာမဟုတ်တဲ့ပြဿနာလေးကိုလာလာပြီးတော့စကားကတော့ကစားဖြစ်တာလောက်ကိုမိသားစုချင်းချင်းနဲ့ဖြစ်တာကိုလာလာပြီးတော့ပြောတယ်ပေါ့နော်ဟိုသမီးကလည်းကန် ကံအရန်ကောင်းနေတဲ့သူမဟုတ်ဘူးပေါ့နော်ဒီနေ့ညနေကျတော့ဖုံးပြန်ဆက်လာတယ်မင်းအဲ့တော့ကကျတော့ကိုကအဲ့လိုတခွန်းနဲ့អော်လိုက်တာကွာသိမလားဟိုတက်တီကျွန်တော်စိတ်ညစ်နေပြီလို့တခွန်းနဲ့អော်လိုက်တဲ့အချိန်မှာအမေကဖုံးချသွားကျန်တာမင်းကတညာလုံးလဲဖုံးဆက်မလားကိုကတော့ညာကိုဟိုဗါလဲထမင်းလဲလုံးဝမစားနိုင်ဘူးနော်ဟိုထမင်းတစ်နေ့တစ်ပတ်သေးဆိုလို့ရှိရင်ဟိုတစ်နေ့တစ်နေ့သေးဆိုလို့ရှိရင်တစ်ပတ်ကြုံနေနော်နှစ်ပတ်နှီးပါတောင်ရှိနေပြီနေမကောင်းတာတွေရောပါတယ်ဆိုတော့ အဲ့တော့မနေ့ကဆိုလို့ထမင်းမစားနိုင်ညစနစ်တနေ့အထိငိုအဲအလောက်ကပြန်ရောက်ကလေးကငိုတာအတိုင်းလိုက်အလောက်ကလေးကလည်းငိုလာတာပကံစင်းရင်းနဲ့လည်းငိုနေရပဲလုံမှာအမျက်ရည်ကျနေပေါ့အဲ့နေအိမ်လည်းပြန်လာတော့လမ်းမှာလည်းငိုပြန်လာပြီးတော့ခါကြတော့လမ်းလျှောက်ပြန်လာဆိုတော့ကိုပါကိုတယောက်တည်းငိုပြန်လာငိုပြန်လာပြီးတော့ခါကြတော့အဲ့ဒါအိမ်လည်းရောက်ရောလုံးဝစိတ်ကမထိန်နိုင်တော့အဲ့ဒါနေတင်ချပြစ်လိုက်တာပေါ့နော် အဲ့ဒီကြလည်းအမေပြောလိုက်တမီးကလည်းလို့အကန်အရန်ကောင်းလို့နေလို့မလို့လို့လူကောင်းနေချင်းနဲ့ကြီးပဲတွေ့နေမှာမဟုတ်တတိယကလည်းကောင်းနေဟိုကိုနဲ့အလုပ်တူတူလုပ်တဲ့လူကလည်းကောင်းနေတငယ်ချင်းကလည်းကောင်းနေရီးစားကလည်းကို့ဘော်ကောင်းနေအကုန်လုံးအမေတို့ကကောင်းနေပြောနေတာတမီးကကန်ရန်ကောင်းလို့ကောင်းတဲ့လူတွေနဲ့ကြီးပဲတွေ့နေမှာမဟုတ်ဘူးလို့စိတ်ဆိုးပြောပဲဒီမလားအဲ့လိုတမီးမှလည်းအဆင်မပြေတဲ့ဟာရှိတယ်တမီးပေါ်မကောင်းတဲ့လူတွေလည်းရှိတယ်တမီးအဲ့လိုအရာတွေလည်းကြုံတွေ့ရတယ်ကန်ဟိုအဆင်မပြေတဲ့အရာတွေလည်းအများကြီးရှိတယ်ဒါမှမဟုတ်အမေတို့စိတ်ဆင်းရမှာဆိုလို့တမီးတခုမှအဲ့လိုမျိုးလာမပြောပြဘူးပေါ့နော် အမေတို့ကကြတော့အဲ့လိုမဟုတ်ဘူးဟိုတမီးအဆင်ပြေလားမပြေလားတောင်မမေးဘဲနဲ့ဒီကိစ္စတွေကိုမေတို့အဆင်ပြေအောင်ထားရမယ်စိတ်ချမ်းသာအောင်ထားရမယ်ဟိုအငယ်မောက်စိတ်ချမ်းသာအောင်ထားလို့ပြောလိုက်တဲ့အချိန်မှာတိတ်အယံတော်သားထွက်သွားရဲ့ဘာညာပေါ့အဲ့လိုမျိုးဒီနေ့ကျတော့အဲ့လိုမျိုးအမေကဒီနေ့ညနေမှာဖုန်းဆက်လာတာနော်ကိုကတော့မနေ့ညတညလုံးငိုလို့အဲ့လိုမျိုးပြောတဲ့ခါကျ तू ကလည်းအဲ့လိုမဟုတ်ပါဘူးအဲ့လိုမျိုးပြောလိုက်တာမဟုတ်ဘူးပေါ့နော်ဘာပဲနေနေအမေတို့လဲလို့တမီးစိတ်ကိုသိနေရပဲတမီးတစ်ခုခုဆိုလို့ရှိရင်အိတ်မရဘူး ဒီဥစ္စာဝဲတွင်းနေတယ်ဆိုတာသိရတာနေလို့ဘာဖြစ်လို့အဲ့လိုမျိုးပြောရလဲပေါ့နော်အမေရောအဲ့လိုမျိုးပြောတော့ခါကြတော့မှသူအဲ့လိုမဟုတ်ဘူးတဲ့နောက်ခါဆိုလို့ရှိရင်ဘာမဟုတ်တာလေလာမပြောတော့ပါဘူးပေါ့နော်အဲ့လိုမျိုးအမေပြောသွားတယ်ကိုကသူကအဲ့လိုမျိုးကိုကိုပြောတော့ကြလဲကိုကပဲမင်းငယ်ပြောလိုက်မိရအောင်စိတ်မကောင်းဖြစ်ပြီးဒီနေ့လဲအဲ့မှာမျက်ရည်ကျရတာပေါ့နော်ဒါမလို့ဟိုကိုအဆင်မပြေတဲ့အရာတွေကိုတော့မပြောပြလိုက်ပါဘူးတည်မလားအဲ့လိုမျိုးအဆင်မပြေတာရှိတယ်လို့ပဲပြောလိုက်တယ်ဘယ်ကိစ္စအဆင်မပြေဘူးညာကိစ္စအဆင်မပြေဘူးဆိုတော့ပြော မပြလိုက်ပါဘူးဟို ကိုမိဘစိတ်ဆင်းရဲမှာဆိုလို့ပြောပြလိုက်ရင်လေသူတို့လာကူညီလို့ရလည်းမဟုတ်ဘူးဆိုတဲ့အတွင်းနဲ့ကိုကတော့အဲ့လိုမျိုးမပြောပြဘူးအဲ့လိုမျိုးဟိုအစင်ပြအောင်မဲ့ကိုပါကူပဲကြံဖန့်ပြီးဖြည့်ရှင်းနေပေါ့နော်ဘယ်အရာမဆိုအဲ့ဒါဟို သူတို့တွေကကိုယ့်ဘက်မကြည့်ဘူးလို့ဆိုရဲစိတ်နေကြမလို့မင်းကတော့တင်လိုက်တာမလို့တကယ်လေငိုးနေရလဲမင်းကတည်းရထဲမဟုတ်ဘူးအရင်ရက်တည်းကလေးကလည်းကိုယ်တွေးမိရင်ငိုရင်တခြားကိုယ်ကိစ္စတွေရောအင်းကကိစ္စတွေရောအဲ့လိုတွေးမိရင်ငိုရင်အဲ့လိုမျိုးဖြစ်နေရမလို့မင်းကတော့ကြာလုံးဝစိတ်ကမထိန်နိုင်တော့ဘင်းနဲ့အဲ့လိုဖြစ်သွားဟိုအဘေးစကားလာပြောတဲ့လူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်လို့ဗီဒီယိုကဘာဖြစ်လို့ပြန်ဖြစ်လိုက်တာလဲဆိုတော့ကိုမိဘကိုထိခိုက်စေတယ် အဲ့လိုမျိုးတချို့တွေကကျတော့မိဘကမကောင်းမြင်ကြလိမ့်မယ်အဲ့လိုမျိုးပြန်ဖြစ်လိုက်ပါညီမလေးရဲ့ဘာညာအဲ့လိုမျိုးပြောတဲ့လူရှိတဲ့အခါကျတော့အော်ဟုတ်ပါတယ်လေငါကြောင့်လေဟိုဟိုငါမိဘကြီးထက်ပြီးတော့စိတ်ညစ်နေပါလိမ့်မယ်လေဆိုတဲ့စိတ်နဲ့ကြောင့်မလို့အကုန်ဖြတ်လိုက်တာပေါ့နော်ပြီးရောနှစ်ပုတ်လုံးလေအဘိစကားလာပြောလူအကုန်လုံးလည်းကျေးဇူးတင်ပါတယ်လို့တမလို့မျက်လုံးကကျတော့မသက်သာသေးပေါ့နော်ထဲထဲမှာဒဏ်ဖြစ်နေတာမလို့ပိတ်ရက်ကဘယ်တော့မှမတည်သေးဘူးပေါ့နော်ပိတ်ရက်မရှိသေးတဲ့အခါကျတော့ စည်းကမ်းကိုသွားလို့မရသေးဘူးပိတ်ရကြတော့မှဒီမျိုးလုံးကိုလည်းစည်းကမ်းကိုထပ်သွားပြရမှာပေါ့နော်အခုကမျိုးလုံးလည်းအရင်အောင်မျိုးနှခင်းဆိုရင်ဖွင့်လို့တောင်းမရအောင်အရင်အဲ့လိုမျိုးနာပြီးတော့လှဖြစ်နေပေါ့နော်အကုန်လုံးကျေးဇူးတင်ပါတယ်လို့အပိစကားလာပြောလို့အကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်နော်လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကွန်မန့်မှာရေးခဲ့ပေးကြပါအောင်ရှင် ျမတို့တင်သည်များမလွတ်တန်းကြည့်ရအောင်ဆက်ခရိုက်မလို့ရသေးရင်ဆက်ခရိုက်လုပ်ပေးခဲ့ကြပါဦးရှင်